အလုံးမမင်္ဂလာပါဒီနေ့မမနဲ့အတူတူဂျပန်စာအခြေခံလေးတွေကိုစပြီးတော့လေ့လာကြမယ်ပေါ့နော်ဂျပန်စာလေ့လာတော့မယ်ဆိုလို့ရှိရင်အရင်ဆုံးသိထားသင့်တဲ့အချက်လေးတွေကိုအရင်ဆုံးပြောပြပေးမယ်ပေါ့နော်ဘာတွေသိထားရမလဲဆိုတော့ဂျပန်စာမှာဆိုရင်၄မျိုးရှိတယ်ပေါ့နော်ဂျပန်စာမှာ၄မျိုးရှိပါတယ်အဲ့ဒီ၄မျိုးက ရိုမကြီးရဲ့ဟီရာဂါနာရဲ့ခတာခနာရဲ့ခန်းကြီးရဲ့ဆိုပြီးတော့မှလေးမျိုးရှိတယ်ပေါ့နော်ရိုမကြီးဆိုတာကတော့အင်္ဂလိပ်စကားလုံးဖြစ်ပါတယ်ဂျပန်စာဂျပန်အသံထွက်တွေကိုသူကအင်္ဂလိပ်စကားလုံးနဲ့ရေးပြီးဖော်ပြတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဟီရာဂါနာဟီရာဂါနာဆိုတာကတော့ဂျပန်စကားလုံးဖြစ်ပါတယ်နောက်တစ်ခုကခတာခနာခတာခနာဆိုတာကတော့မွေးစားစကားလုံးလို့ခေါ်ပါတယ်မွေးစားစကားလုံးဆိုတာဘာကိုပြောတာလဲဆိုတော့ဂျပန်ဘာသာစကားမဟုတ်တဲ့တခြားနိုင်ငံကဘာသာ စကားတွေကိုရေးချင်တယ်ဆိုလို့ရှိရင်တော့ခတ္တခဏနဲ့ရေးပြရတာဖြစ်ပါတယ်။နောက်တစ်ခုအကြတော့ခန်းကြီးခန်းကြီးဆိုတာကတော့တရုတ်စလုံးဖြစ်ပါတယ်တရုတ်စလုံးကအခုမှက unfight တင်မှာဆိုတော့ unfight မှာဆိုလို့ရှိရင် तू ကအလုံး130ရှိတယ်ပေါ့နော်အမတို့ကအခုဒီမှာခန်းကြီးကိုအလုံး130လေးလာကြမယ်ပြီးတော့ခတာခနာက46လုံးရှိမယ်ဟီရာဂနာလည်း46လုံးရှိပါမယ်ဒါတွေကိုအရင်ဆုံးလေးလာပြီးတော့မှနောက်အခန်းနေ lesson 1 2 3တွေသွားမှာဖြစ်ပါတယ်နော် အဲ့တော့ဒီမှာပထမဦးဆုံးအချက်ဖြစ်တဲ့ရိုမာကြီးအင်္ဂလိပ်စကားလုံးကို လေ့လာကြပါမယ်နော် ရိုမာကြီးအင်္ဂလိပ်စကားလုံးကိုလေ့လာမယ်ဘာလို့ရှိမလဲဆိုတော့ဒီမှာ A လေးတွေ့မယ်ပေါ့နော် A A ဆိုတာကို A ကိုတွေ့ပြီဆိုလို့ရှိရင် A လို့အတန်ထွက်ရမှာဖြစ်ပါတယ် A ဆိုရင် A လို့အတန်ထွက်ရပါမယ်ဒီမှာ I I ဆိုလို့ရှိရင်တော့ E လို့အတန်ထွက်ရမှာဖြစ်ပါတယ်နောက်တစ်ခုက U U ဆိုလို့ရှိရင်တော့ U လို့အတန်ထွက်ရမှာဖြစ်ပါတယ်နောက်တစ်ခုက E E ဆိုလို့ရှိရင် A လို့တန်းထွက်ရပါမယ်နောက်တစ်ခုက A မာကိုမင်းဟိုပါဟီရာကနာတွေနဲ့ O ပါเนาะဒါ O O ဆိုလို့ရှိရင်เนาะ O O လို့လည်းတန်းထွက်လို့ရတယ် O လို့လည်းတန်းထွက်လို့ရပါတယ်เนาะဒါ O ပါเนาะဟိုမှာဟိုမှာဟီရာကနာနဲ့တွားပြီးမှားပြီးရေးထားတာအဲ့တော့ A E U A O လို့အတန်းထွက်မှာဖြစ်ပါတယ် A E U A O A E U A O လိုမျိုးထွက်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီမှာ KA ဒီ A လေးကိုပြန်သုံးထားတာတွေ့ရပါမယ်เนาะ KA ခခလို့တန်ထွက်ပါမယ် A တစ်လုံးနဲ့ဆိုအ KA ဆိုရင်ခလို့တန်ထွက်ရမှာဖြစ်ပါတယ်နောက်တစ်ခုက KI KI ခိဣတလုံးအိုင်တလုံးနဲ့ဆိုရင်ဣလို့တန်ထွက်တယ် KI ဆိုလို့ရှိရင်ခိလို့အတန်ထွက်ရမှာဖြစ်ပါတယ်နောက်တစ်ခုက KU ခု KU ခု ယူတလုံးနဲ့ဆိုရင်ဥလိုအတန်ထွက်တယ် KU ဆိုရင်ခုလိုအတန်ထွက်တာဖြစ်ပါတယ်เนาะနောက်တစ်ခုက KE K KE K E တလုံးနဲ့ဆိုရင် A လိုအတန်ထွက်တယ် K နဲ့ E နဲ့ပေါင်းလိုက်မှဆိုရင် KE K လိုအတန်ထွက်ပါတယ်နောက်တစ်ခုက KO ခု KO ခု KO ခုနှစ်မျိုးအတန်ထွက်နိုင်ပါတယ်သူ့နေရာနဲ့သူအတန်ထွက်လေးနည်းနည်းပြောင်းသွားပါတယ်เนาะဒီမှာ O တလုံးနဲ့ဆိုရင်တော့ O O လိုအတန်ထွက်တယ် KO ဆိုလို့ရှိရင်တော့ခုခုလိုအတန်ထွက်ပါတယ် အဲ့တော့တန်းထွက်မယ်ဆိုရင်ခါခီခူခေခုခါခီခူခေခုလို့တန်းထွက်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ SA SA တွေးပြီဆိုလို့ရှိရင်စ SA စလို့အတန်းထွက်မှာဖြစ်ပါတယ်။ဒီမှာကျတော့ခြွင်းချက်ပေါ့နော်စတားလေးပြောက်ယူမှတ်ထားရမယ်။သူကကျတော့ SI SI C ဆိုပြီးတော့မရှိဘူးပေါ့နော် SHI ရှိလို့ပဲရှိပါတယ်။ဒါကိုခြွင်းချက်အသေးချက်ထားမှာဖြစ်ပါတယ်။ SHI ရှိပေါ့နော်ရှိဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ SU SU ဆိုရင်စုလို့အတန်းထွက်မှာ ဖြစ်ပါတယ်။နောက်တစ်ခုက SE SE ဆိုရင်ဆဲလို့အတန်းထွက်မှာဖြစ်ပါတယ်။နောက်တစ်ခုက SO SO ဆိုရင်တော့ ော့ so ဒါမှမဟုတ် so လို့အတန်ထွက်မှာဖြစ်ပါတယ်အတန်ထွက်လေးတွေကသူ့နေရာလေးနဲ့သူနည်းနည်းလေးတွေပဲ क्वे သွားတာပါเนาะဒါတော့ meaning change နားလည်သွားမှာဖြစ်ပါတယ်နောက်ပြန်ထွက်မယ်ဆိုလို့ရှိရင်စာရှိစုစေစု စာရှိစုစေဆိုလို့အတန်းထွက်မှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့တတန်းဖြစ်ပါတယ်။ TA TA တွဲပြီဆိုလို့ရှိရင်ကြလို့အတန်းထွက်ရပါမယ်။ TA ကြနောက်တစ်ခုကကြတော့ဒါလည်း star ပြပြီးမှတ်မယ်ချွင်းချက်ပေါ့နော် TI TI ဆိုပြီးတော့မရှိဘူးသူကို CHI ချိလို့တန်ထွက်မှာဖြစ်ပါတယ် CHI ချိပါ TI T ဆိုပြီးတော့မရှိဘူးပေါ့နော်ဂျပန်တန်ထွက်မှာ CHI ချိ နောက်တစ်ခုလဲ style ပြပြီးမှတ်မယ် TU TU2 ဆိုပြီးတော့မရှိဘူးပေါ့နော် TSU ဆွတ်လို့အတန်းထွက်ပါမယ်။တွားလေးကိုစီပြီးတော့အတန်းထွက်မှာဖြစ်ပါတယ်။ TSU ဆဆွတ်ပါနော်။ဒါလေးလဲခြွင်းချက်အခုဆိုရင်ခြွင်းချက်၃လုံးရှိသွားပြီနော်။နောက်တစ်ခုကကြတော့ T T D D D လို့အတန်းထွက်ပါမယ်။နောက်တစ်ခုကကြတော့ TO TO လဲတို TO တို့လို့အတန်းထွက်ပါမယ်နော်။အဲ့တော့ 扎起死得多，扎起死得多，罗丹出八没呢？那如果叫罗那，那单词八嘞，n e n e 所以那罗丹出八没，n i 所以是喏你罗丹出八没，n u 所以努罗丹出八没，n e 所以你罗丹出八没，n o 所以 no。no လို့အတန်းထွက်ပါမယ်အဲ့တော့နာနီနူနဲနို့ နာနီနူးနေနော် လို့အတန်ထွက်ရမှာ ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဟာတန်ဖြစ်ပါတယ်ဟာတန် HA ကိုတွင်းရင်ဟာလို့အတန်ထွက်ရပါမယ် HA ဟာ HI he နောက်တစ်ခုကဒီမှာချွင်းချက်လေးပေါ့နော်စတားလေးပြထားမယ်အားလုံးချွင်းချက်လေးလုံးရှိတယ်ပေါ့နော်ဒီမှာသူက HU ဆိုပြီးတော့မရှိဘူးပေါ့နော် HU ဆိုပြီးတော့ HU ဟုဆိုပြီးတော့မရှိဘူး FU ဖူဖူလို့အတန်ထွက်ရမှာ ဖြစ်ပါတယ် FU ဖူလို့အတန်ထွက်ရမှာဖြစ်ပါတယ်เนาะဒါလေးချင်းချက်ပါမှတ်သေးချမှတ်ထားပါเนาะနောက်တစ်ခုက HE ဟဲ HE ဟဲ HO ဟိုလို့အတန်ထွက်ပါမယ်เนาะ Ha he fu he ho Ha he fu he ho လို့အတန်ထွက်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့မအတန်ဖြစ်ပါတယ် MA m a m m i m i m m u m u m u m e m e m e m o m o m o မို့လို့အတန်းထွက်ပါမယ်နော်အဲ့တော့မမီမူမဲမို့မမီမူမဲမို့လို့အတန်းထွက်ပါမယ်နောက်တစ်ခုကကြတော့ရအတန်းဖြစ်ပါတယ် y a ရ y a ရ ဒီမှာဒီမှာ yi ဆိုပြီးတော့မရှိဘူးเนาะ yi ရီဆိုပြီးတော့မရှိပါဘူး။နောက် yu 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 အဲ့တော့ yi ရဲဆိုပြီးတော့မရှိဘူးเนาะ yi ရဲဆိုပြီးတော့မရှိပါဘူး။ yo 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 လို့အတန်းထွက်ပါမယ်။အဲ့တော့ ya yu yo ဒီတမ်းမှာဆိုရင်၃လုံးပဲရှိတယ်။ ya yu yo ၃လုံးပဲရှိပါတယ်เนาะ။နောက်တစ်ခုကကြတော့ ra အတန်းဖြစ်ပါတယ်။ ra 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 R A ra လို့အတန်းထွက်ပါမယ် R I re လို့အတန်းထွက်ပါမယ် R U ru လို့အတန်းထွက်ပါမယ် R E re လို့အတန်းထွက်ပါမယ် R O ro လို့အတန်းထွက်ပါမယ်နော်အဲ့တော့ ra ri ru re ro လို့အတန်းထွက်ပါမယ်ဒါကို တခြားလအတန်းနဲ့လည်းထွက်လို့ရပါတယ်လလီလူလေလို့ဆိုပြီးတော့လည်းအတန်းထွက်လို့ရပါတယ်ဒါပေမဲ့စာရေးလို့ရှိရင်တော့ရိုမာကြီးနဲ့ရေးမှဆိုရင်တော့ RI နဲ့ပဲရေးပါတယ်နော်နောက်တစ်ခုကကြတော့ wa 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 လို့အတန်းထွက်ပါမယ်သူ့မှာဒီမှာအလဲမှာ၃လုံးလုံးမရှိပါဘူးနော် WO WO လို့အတန်းထွက်ပါမယ် WO WO ပါเนาะဒီမှာဆိုရင်နှလုံးမရှိမယ် W နဲ့ WO နဲ့နှလုံးမရှိပါမယ်နောက်ဆုံးအလုံးလေးကတော့ N N လို့ခေါ်တဲ့ on လေးဖြစ်ပါတယ်เนาะ N ကိုတွေ့ပြီဆိုရင်တော့ဒါ on လို့အတန်းထွက်ရမှာဖြစ်ပါတယ်တထွန်းအန်လေးပါเนาะတထွန်းအန်လေးကိုတွေ့ပြီဆိုရင် on လို့အတန်ထွက်မှာဖြစ်ပါတယ်အဲ့တော့အစနေအတန်ထွက်တစ်ခေါက်လမနဲ့ဒူဒူလိုက်ဆိုကြည့်ရအောင်เนาะမြန်မာလို ကြည့်ပြီးတော့မဆိုပါနဲ့เนาะအင်္ဂလိပ်လို ကြည့်ပြီးတော့အတန်ထွက်နိုင်အောင်လုပ်ပါเนาะ あいうえおかきくけこさしすせそじゃちすてとなにぬねのはひふへほ ma mi mu me mu sha shu sho ra ri ru re ru la li lu le lu wa wo 嗯。Mm. အားလုံး46လုံးဖြစ်ပါတယ်เนาะဒီအတန်ထွက်လေးတွေကိုအဲအရင်ဥဆုံးရနေအလွတ်ရနေအောင်ကြက်ရမှာဖြစ်ပါတယ်ဒီအတန်ထွက်လေးတွေရသားပြီဆိုတော့မှနောက်ဒီမှာဟီရာကာနာ46လုံးရင်းနီးလေးတွေကိုလေ့ကျင့်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကိုအတန်ထွက်လေးတွေကိုအေးမြင်တာနဲ့အဤဦးအိုခါခိခုခဲခုအစင်လိုက်လေးအလွတ်စိုးနိုင်အောင်လုပ်ထားပါเนาะနောက်ဗီဒီယိုလေးမှာမမနဲ့တူတူဟီရာကာနာ46လုံးကိုလေ့လာကြရအောင်